မင်္ဂလာပါရှင်။ဖော်ဖွားလေး channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်နေပြောကြိုဆိုပါအရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့ဒေါသကြီးရဲ့စစ်သူကြီးဆိုတဲ့စာရန်လေးကိုအစအဆုံးတင်ဆက်ပေးသွားကြမှာတယ်။ဇလန်လေးမစတင်ခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်ပြီးတော့ VPN လေးဖွင့်ပြီးကြည့်ပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။ဘာယာနတိပြည်ကြီးမှာတော့ ရဲစွမ်းတတေရှိပြီးတိုက်တိုင်းနိုင်တဲ့စစ်သူကြီးမင်းရဲထင်တယောက်ရှိပါတယ်။သူကတော့စစ်တိုက်တာနဲ့ပြီးတော့ပြည်ရွယ်ကျဲသွားပြီးစစ်တိုက်ကျွမ်းနဲ့စစ်သူကြီးဖြစ်ပါတယ်။ဒါပေမဲ့စစ်သူကြီးမင်းရဲထင်ကတော့အယံပဲစိတ်တူတတ်သူဖြစ်တယ်။တညမှာတော့စစ်သူကြီးကအပြေမှာတယောက်တည်းထိုင်နေပါတယ်။သူကတော့အပြေမှာထိုင်ရင်းကောင်းငင်ကြီးကိုမော့ကြည့်လိုက်ပြီးလာကုန်ဝန်းရံထားတဲ့ကျဲဘီကိုငေးမော့ကြည့်နေပါတယ်။ မင်းရဲ့ထင်ကတော့ခဏလောက်ငေးကြည့်ရင်လည်းအတွေ့တစ်ခုပေါ်လာပါတယ်။အခုအချိန်မှာငါမှာရာဒုအာနာအချွေရံတွေအများကြီးရှိရဲ့။နောက်တစ်ချိန်မှာငါဘယ်လိုဖြစ်လာမလဲ။မနေ့စစောမှာတော့စစ်သူကြီးဟာသူ့ရဲ့ရဲမက်တွေကိုမေးခဲ့ပါတယ်။မင်းတို့အရန်တော်ပြီးတိကြတဲ့ဘေးတင်ဆရာကိုသိကြလား။တိကြပြီးမှန်ကန်တဲ့ဘေးတင်ဆရာကိုဗမာရှာလို့ရနိုင်တယ်။ငါရဲ့အနာဂတ်ကိုသိကျင်တယ်။စစ်သူကြီးဟာအခုလိုပြောလိုက်တော့ သူရဲ့စစ်တီရဲမဲတွေကလည်းသူတို့တိတဲ့ဘေးဒင်းဆရာကျောင်းကို ပြောပြကြတယ်။မှန်မစစ်သူကြီးရွာလေးထဲမှာတော့အရန်ကိုတိကြပြီးမှန်မှန်ကန်ကန်ဟောနိုင်တဲ့ဘေးဒင်းဆရာတယောက်ရှိပါတယ်။ကောင်းပြီလေငါစီကိုမမြတ်ခေါ်လာပါ။ကောင်းပါပြီစစ်သူကြီးကျွန်တော်တို့အခုချက်ချင်းသွားပြီးခေါ်လာပေးပါမယ်။လန်ခရီးမှာဘလောက်ပဲခက်ခဲနေပါစေ သူဘယ်နေရာမှာပဲရှိရှိရအောင်ခေါ်လာပေးပါမယ်။ကောင်းပြီမင်းတို့မမြန်သွားကြတော့အချိန်မပြုံးနဲ့တော့ ကောင်းပါပြီစစ်သူကြီးဒီလိုနဲ့စစ်သူကြီးရဲ့ရမက်တွေကလည်းချက်ချင်းပဲပြင်ဆင်လိုက်ကြပြီးဗေဒင်ဆရာကို ရှာဝေဖို့ထွက်သွားကြတယ်။နောက်တနေ့မှာပဲစစ်သည်ရမက်တွေနဲ့ဗေဒင်ဆရာတယောက်ရောက်ရှိလာခဲ့ပါတယ်။စစ်သူကြီးကလည်းဗေဒင်ဆရာကို ကြည့်ပြီးတော့သူသိကျင်နာတွေကို မေးလိုက်ပါတယ်။မင်းရဲ့အကုန်တည်င်းတွေကိုငားကြရတယ်။မင်းကကန်ဂျမာကိုအတိအကျတွက်ချက်နိုင်ပြီးဘယ်တော့မှမမှားဘူးဆိုတာဒီနေ့ငါရဲ့ကန်ဂျမာကိုတွက်ချက်ပေးပါအောင်။ စစ်သူကြီးဟာအခုလိုပြောလိုက်တော့ဘေတင်ဆရာကလည်းကောင်းကွန်ပြီးတော့ပြောလိုက်ပါတယ်။မှန်မှစစ်သူကြီးရဲ့လက်ကိုပြပေးပါ။စစ်စေးကြည့်ပါစေ။နေ့ရက်ကအစာအသေးစိတ်တွက်ချက်ပေးပါမယ်။ကောင်းပြီလေ။ဖြည်းဖြည်းလုပ်ပါအလင်းစလိုမလုပ်ပါနဲ့။ငါတိကျတဲ့ဟောချက်ကိုသိကျင်တယ်။ဘေတင်ဆရာကစစ်သူကြီးရဲ့လက်ကိုထေချာကြည့်လိုက်တယ်။ခဏကြာမှတော့ဘေတင်ဆရာကစစ်သူကြီးကိုပြန်ပြောလိုက်ပါတယ်။စစ်သူကြီးရဲ့ကံကြမ္မာကတော့စိတ်ပူစရာမရှိပါဘူး။ အရင်ကလေးကအမမလုံးမိခဲ့ဘူးပါ။အဲ့ဒါကောင်းတယ်။အဲ့နောက်ဘေးဒင်ဆရာက နေရက်အလိုက်တေချာစစ်စီတွက်ချက်လိုက်တယ်။ဘေးဒင်ဆရာကအတန်ကြောင် တွက်ချက်ကြည့်လိုက်ပြီးရနေ။ဇာတာကိုစစ်သူကြီးကို ပြောပြဖို့ကြောက်ရွံ့နေခဲ့တယ်။မင်းဘာလို့တုံ့ဆန်းနေရလဲ။ငါရဲ့ဇာတာကိုမင်းတွက်ချက်ထားသလားအမြန်ပြောပြပါ။ရှေ့ဆက်ပြီးဘလို့ဖြစ်လာမလဲငါသိချင်တယ်။ဟိုကျွန်တော်အပြစ်မပေးဘူးလို့အရှင်ဂတိပေးပါ မဟုတ်ရင်မပြောပြနိုင်ပါဘူး။ ဗေဒင်ဆန်ကစစ်သူကြီးကိုအခုလိုပြောပြလိုက်တော့စစ်သူကြီးကလည်းသဘောတူလိုက်တယ်။ကောင်းပြီလေ။ငါသဘောတူပါတယ်။အရင်ကြီးစိတ်မပူပါနဲ့။အခုငါ့ကိုပြောပြပါ။စစ်သူကြီးကအခုလိုပြောလိုက်တော့မှဗေဒင်ဆန်လည်းစိတ်သက်သာရရှာသွားပါတယ်။ဗေဒင်ဆန်ကလည်းစစ်သူကြီးရဲ့ကံကြမ္မာကိုပြောပြလိုက်တယ်။စစ်သူကြီးကကံကောင်းခြင်းတွေကိုရောရတုအနာတွေကိုပါရရှိခဲ့ပါတယ်။အခုတော့တခုတတိထားကြရှိပါတယ်။စစ်သူကြီးကအခုလိုကြားလိုက်ရတော့ ဆေးလုံရှားသွားခဲ့ပါတယ်။သူလည်းလေးလေးနက်နက်စဉ်းစားကြည့်လိုက်တယ်။အဲနောက်ဘေးဒင်ဆရာကဖြည်းဖြည်းပြောပြလိုက်တယ်။စစ်သူကြီးရဲ့ရက်ဆက်ပြီးစာနာမှုကင်းတဲ့စိတ်ကတနေ့ပြန်ပြီးကိုယ့်ကိုအန္တရာယ်ပေးနိုင်ပါတယ်။ကျွန်တော်ကိုအပြစ်ပေးခြင်းမပြုပါနဲ့။သဘောတူထားတဲ့အတိုင်းပဲနော်။စစ်သူကြီးကအခုလိုကြားလိုက်ရတော့အမြန်ထလိုက်တယ်။ချက်ချင်းပဲလက်တစ်ဖက်ကိုဓားပေါ်တင်ထားလိုက်တယ်။ပြီးတော့စစ်သူကြီးကအနည်းနာကသူတွေကိုကြည့်လိုက်တယ်။ဟေ့ဘေးတင်ဆရာ မင်းအဲ့လိုမိုက်မဲတဲ့စကားကြီးမပြောပါနဲ့မင်းအခုချက်ချင်းတည်သွားနိုင်တယ်မင်းတည်ဆုံးချိန်ကိုတည်ချိန်ရင်အခုမင်းစတာကို တွက်ချက်ကြည့်ပါ ကိုကိုကိုတွက်ချက်ကြည့်စမ်းစစ်သူကြီးကဒေါသတကြီးအောင်းငေါက်ပြောလိုက်တော့ဖေးရင်စရာလဲအရန်ကြောက်သွားခဲ့တယ်ပြီးတော့သူ့ကိုသူလည်းပြန်စင်စာကြည့်လိုက်တယ်ငါဘယ်လိုလုပ်ရမလဲလွန်လန်းရှာမတွေ့ရင်တည်ရတော့မယ်ငါဘယ်လိုလုပ်ရမလဲအဲ့နောက်ဖေးရင်စရာက သူ့ကိုသူတွက်ချက်ကြည့်လိုက်ပြီးစစ်သူကြီးကို ပြောလိုက်ပါတယ်စစ်သူကြီး ျွန်တော်ဇာတာကိုတွက်ချက်ကြည့်ရာကျွန်တော်မသိဆုံးခင်တရက်လို့မှတေးရမဲ့ဘေးအန္တရာယ်ကနေပြန်လွတ်မြောက်လာနိုင်ပါတယ်စစ်သူကြီးကဗီဒင်ဇာရဲ့ဟော့ကင်းကိုကြားရတော့ပို့ပြီးတော့ဒေါသထွက်ခဲ့တယ်ချက်ချင်းပဲသူရဲ့စစ်သည်ရဲမဲ့ကိုခေါ်လိုက်တယ်ဟေးလာကြစမ်းချက်ချင်းပဲငါစီလာခဲ့ကြစစ်သူကြီးရဲ့စကားကြောင့်ရဲမဲ့တွေလည်းအထဲကိုဝင်လာကြတယ်ဘာများပြောကျင်လို့လဲကျေးဇူးပြုပြီးအမိန့်ပြပါသခင်စစ်သူကြီးရဲ့မျက်နာကတော့ဒေါသထွက်နေပါတယ် ချက်ချင်းမဲ့ဘေးဒင်းဆရာကိုကြည်ကအမိန်ပေးလိုက်တယ်။အခုချက်ချင်းသူ့ကိုဒီကနေဖမ်းခေါ်သွားပြီးတပ်ပစ်လိုက်ပါ။ကောင်းပါပြီအမိန်တိုင်းပါ။ဒီလိုနဲ့စစ်သူကြီးရဲ့အမိန်တိုင်းဘေးဒင်းဆရာကိုဖမ်းခေါ်သွားခဲ့တယ်။ရဲမဲ့တွေကဘေးဒင်းဆရာကိုတိုက်ရမယ့်နေရာစီဆွဲခေါ်သွားကြတယ်။အဲနောက်စစ်သူကြီးဟာဘေးဒင်းဆရာပြောခဲ့တာတွေကိုပြန်စင်စားခဲ့တယ်။ဘေးဒင်းဆရာကရက်ဆက်ပြီးစာနာမှုကင်းတဲ့စိတ်က တနေ့ပြန်ပြီးကိုယ့်ကိုအန်ရီရဲ့ပေးလာနိုင်တယ်ပြောတယ်။ ငါတနေ့တကယ်ပဲဒီလိုဖြစ်လာမလားသူပြောရလဲမှန်ပါတယ်ငါရက်ဆက်ပြီးစာနာမှုကင်းတယ်ဒေါသကြီးရဲ့လိုပဲအဲ့နောက်စစ်သူကြီးကချက်ချင်းပဲသူ့ရဲ့အစီကံတရားကိုအမြန်ခေါ်လိုက်ပြီးဘေးရင်ဆရာကိုမတက်ဖို့သူ့ရဲ့ရဲမက်တွေကို အမြန်သွားပြောခိုင်းလိုက်တယ်အစီကံလည်းအမြန်သွားလိုက်ရင်တောအုံလေးစီကိုရောက်သွားတယ်ငါ့ကိုမတက်ပါနဲ့ရက်ပါစစ်သူကြီးကပြောလိုက်ပါတယ်ရက်ပါရက်ပါ အစီကံကအော်ရင်အမြန်လိုက်သွားလိုက်တော့ရဲမက်တွေကလည်းကြားသွားတယ် အဲဒီအချိန်မှာပဲဘေဒင်ဆရာကိုတတ်မလို့လုံနေရကိုရက်လိုက်တယ်။အစေကံကစစ်သူကြီးပြောသလိုပြောပြလိုက်တော့ရှမ်းမဲတွေကလည်းဘေဒင်ဆရာကိုမတက်တော့ပဲစစ်သူကြီးစီကိုခေါ်သွားကြတယ်။စစ်သူကြီးကဘေဒင်ဆရာရောက်လာတော့သူ့ရဲ့အမားတွေအတွေ့တောင်းပန်လိုက်ပြီးသူ့ရဲ့အစေကံကိုဘေဒင်ဆရာထိုင်ဖို့ထိုင်ခွန်ကိုသွားယူလာခိုင်းလိုက်တယ်။စစ်သူကြီးရဲ့စကားကြောင့်အစေကံကအမြန်သွားလိုက်ပြီးတော့ထိုင်ခွန်ယူလာပြီးစစ်သူကြီးကသူ့ရဲ့အမားတွေကိုလည်းသဘောပေါက်သွားပြီး ဘေဒင်ဆရာကိုကောင်းကောင်းမွန်မွန်ဆက်ဆံပေးခဲ့ပါတယ်။မင်းရဘေဒင်ဆရာပါငါအထင်လွဲခဲ့မိရဲ့။ငါ့ကိုခွင့်လွှတ်ပါအခုငါရဲ့မကောင်းတဲ့စိတ်တွေကိုလည်းပြင်ပမယ်။ရပါတယ်စစ်သူကြီး။ကျွန်တော်ကဇာတာအရာတွက်ချက်ပြီးတော့ပြောခဲ့တာပါ။အဲ့နောက်စစ်သူကြီးဟာဘေဒင်ဆရာကိုစုလက်တွေချင်းမြင်ပေးခဲ့ပါတယ်။မင်းရောငါကာကွယ်ပေးမယ်။ကို့ကျမ်းမာကြီးလည်းဂရုစိုက်ပါ။ငါမင်းနဲ့အတူတူအသက်ရှင်ရမယ်။ဘေဒင်ဆရာလည်းအမြင်မဲ့ရသွားတဲ့စစ်သူကြီးကြောင့် မန်းသာသွားပြီးစူလက်ကိုလက်ခံကစစ်သူကြီးကိုကျေးဇူးတင်စကားပြောပြီးနှုတ်ဆက်ခဲ့ပါတယ်။အဲဒီနောက်မှာတော့စစ်သူကြီးဟာအားလုံးပေါ်မှာကိုညီပေးခဲ့ပြီးမြေတားတရားနဲ့နေထိုင်လာခဲ့ပါတယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တယ်။ဒေါ်တာကြီးရဲ့စစ်သူကြီးဆိုတဲ့ဇလံလေးကတော့ဒီမှာနေပေးပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။